အဲလက်စပေါ့ချန်နယ်ကနေကြိုဆိုပါတယ်။အားကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအပတ်စဉ်တင်ပြပေးမှာမဟုတ် Channel လေးကို Like and Subscribe လုပ်ဖို့မမေ့နဲ့နော်။ Chelsea ဘောလုံးသင်းကို2005ခုနှစ်မတ်လ10ရက်နေ့တွင် လန်ဒန်မြို့ Stamford Bridge အနီးရှိ The Rising Sun Bar တွင် George Armia လန်ဒန်ခြေဆိုင်စီးပွားရေးလုပ်ငန်းရှင်နှင့် Henry Augustus Mia Stamford Bridge အကစားကွင်းပိုင်ရှင်တို့ကတရားဝင် စတင်တည်ထောင်ခဲ့ပါတယ် Stamford Bridge အကစားကွင်းကို1889ခုနှစ်တည်းကတည်ဆောက်ခဲ့ပြီးကွင်းရဲ့နာမည်မှာလန်ဒန်မြို့ဖူဟန်ရှိ Stamford Creek သို့မဟုတ် Stamford Bridge ကိုခေါ်သောရှေ့မြေကူတံတားတစ်ခုမှဆင်းသက်လာခြင်းဖြစ်ပါတယ်1904ခုနှစ်တွင် Mia နှင့် Armia တို့သည်ကွင်းကိုအသုံးပြုရန် professional ဘောလုံးအသင်းတစ်ခုလိုအပ်ကြောင်းသိရှိခဲ့ပါတယ် ထို့ကြောင့် ONS ကို Stafford Bridge Queen တွင်ကစားရန်ကမ်းလှမ်းခဲ့တော်လဲမြင်းပယ်ခံရပြီးနောက် Chelsea အသင်းကိုအရေးပေါ်ဖွဲ့စည်းခဲ့ပါတယ် Chelsea ဟူသောအမည်ကိုအနည်းရှိ Chelsea ကျွမ်းရာကိုအစွဲပြုပေးခဲ့ခြင်းဖြစ်ပြီး London FC တို့မဟုတ် Stafford Bridge FC ကဲ့သို့အမည်များကိုစဉ်းစားခဲ့တော်လဲပေးချခဲ့ပါတယ်ပထမဆုံးလိုဂိုတွင် Chelsea စစ်တီတော် Chelsea ဖန်ရှင်နာပုံကိုအသုံးပြုခဲ့ပြီးအထိပ္ပယ်မှာအနည်းရှိ Ryan Hospital Chelsea မှာစစ်မှုထမ်းဟောင်းများကိုဂုဏ်ပြုခြင်းဖြစ်ပြီး1950နောက်ပိုင်းတွင်ရှင်သေးပုံ လိုင်းရောင်းရောက်ကိုအစားထိုးခဲ့ပါတယ်။အပြန်ရောင်းချင်းသေးရဲ့အဓိပ္ပာယ်ကတော့အင်အားဂုံတိတ်ကနဲ့ရဲရင်မှုတို့ကိုကိုးစားပြုပါတယ်။ချက်စင်းတင်သည့်1954-55ရာသီတွင်မန်နေဂျာတက်တွေဦးဆောင်ပြီး First Division ယခု Premier League ဖလားကိုပထမဆုံးချိန်အဖြစ်စုခူးနိုင်ခဲ့ပါတယ်။ ်ချက်စီးတင်းသည်1965ခုနှစ်မလ15ရက်နေ့တွင်လက်ဆန်စီးတင်းကို3ခု2ခုပြည့်အနိုင်ယူကဖူဘောလီဂ်ကယခုခရဘောင်းကပ်ကိုရယူနိုင်ခဲ့ပါတယ်။ချက်စီးတင်းသည်1980ခုနှစ်တွင် FA ချန်ပီယံတင်းယူနိုက်တက်ကိုအနိုင်ယူက FA ဘလားကိုအရယူနိုင်ခဲ့ပြီးတလက်ရဲ့အသွင်အပြင်နဲ့တိုက်စစ်ပုံစံကသူတို့ကိုအင်္ဂလိပ်ဘောလုံးလောကရဲ့ထိမ့်တန်းအသွင်းတွေကသူတင်ဖြစ်လာစေခဲ့ပါတယ်။ချက်စီးတင်းသည်1981ခုနှစ်တွင်၎င်းတို့၏ဥရောပကွဲဥထွက်အဖြစ် UEFA ကပ်ဝင်နာကပ်ကိုစုခူးရယူနိုင်ခဲ့ပြီး ကလပ်၏ပထမဦးဆုံးသောဥရောပအောင်မြင်မှုဖြစ်လာပါသည်။1992ခုနှစ်တွင်ချက်စီတင်သည့်ဘန်နာရေးကြံတများနှင့်ရင်ဆိုင်ခဲ့ရပြီးအသင်းဟာ Division 2သို့အဆင့်လျှောက်ခံခဲ့ရပါသည်။1995တွင် အသင်းသည် Euro 3.5ဒဏ်အကျွေးတင်နေခဲ့ပြီးအသင်းဖြတ်သိမ်းခံရမည့်ချိန်နေသည့်ဖြစ်ခဲ့ရပါသည်။1989ခုနှစ်တွင်အဖေဖလားရရှိမှုကြောင့်ကျွေးမိချို့ကိုဖြည့်ရှင်းနိုင်ခဲ့တော့လေအသိရဲ့ဗန္ဒာရေးပြဿနာကိုတော့ဖြည့်ရှင်းနိုင်ခဲ့ပါဘူး1992ခုနှစ်တွင်တမ်းမိတ်သည်အသိဟာ ဒေါ်လာနဲ့ဝယ်ယူခဲ့ပြီးကျွေးမိတက္ကသများကိုပြင်ဆင်ခဲ့ပါတယ်။ကမ်းပိန်လက်ထက်တွင် အသင်းရဲ့ဗန်နာယီကဏ္ဍကိုပြုပြင်ပြောင်းလဲခဲ့တာစတမ်ဘူလ်ကွင်းကိုပြန်လည်တည်ဆောက်ခဲ့ပြီးပေးသက်၄000ဝန်ဆန်နိုင်တဲ့ကွင်းအဖြစ်လိုချင်ခဲ့ပါတယ်။ချက်စီအသင်းသည်1998ခုနှစ်တွင် FA ဖလားကိုပြန်လည်ရောက်နိုင်ခဲ့ပြီး1998ခုနှစ်တွင် UEFA ကပ်ဝင်နာကပ်ကိုတတ်မှန်ပူဆွဲနိုင်ခဲ့ပါတယ်။ကမ်းပိန်သည်ချက်စီအကြက်တဲကဏ္ဍကိုဖျက်ချော်စေခဲ့ပြီး 2003ခုနှစ်မှာတော့ချက်စီသင်းဟာရုရှားတပ်ဖြင့်ရိုမန်အီဗရာမိုဗစ်ထံယူရို340ဖြင့်အပြီးရောင်းချခဲ့ပါတယ်။မိုဗစ်သည်ချက်စီသင်းဟာဝယ်ယူပြီးနောက်ယူရို2.1ဘီလီယံကိုကစားသမားများခေါ်ယူရင်းကွင်းပြုတ်ပြင်မုံမှန်ရေးအတွက်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။မိုဘေးရဲ့ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေကကလပ်အသင်းအားကမ္ဘာအဆင့်မီကစားသမားများကိုခေါ်ယူနိုင်စေပြီးထိပ်သန်းမဲ့နေကြများကိုလည်းဆွဲဆောင်စေခဲ့ပါတယ်။2003-2004ရာသီတွင် ချက်စီးခစ်သည်အစားဖြစ်ပါကစားသမားများစွာကိုစာရင်းတွင်ငွေကြေးများစွာဖြင့်ဝယ်ယူခဲ့ပါသည်ချက်စီးသည်သည်မိုးဘေးလက်ထက်တွင်ကော်ဟန်လူငယ်အကယ်ဒမီဆန္ဒကိုယူရို၃၀အသုံးပြုကတည်ဆောက်ခဲ့ပြီး၁၄၀အင်ကကျယ်ဝင်လာဝလုံးဝင်း၃၀ကျော်ပါဝင်နိုင်အပြင်ခင်မင်ဒီပင်ညာများနှင့်လေ့ကျင့်ဆွေးခဲ့ပါသည်ကော်ဟန်သည်ဒီဇင်မော့ဝီစီဂျေကလန်ဟာဆင်ဘိုဒရိုင်းထရီဗာချာလိုဘန်နှင့်ဒီကန်လိုက်ကဲ့သို့သောကစားသမားများကိုမွေးထုတ်ပေးနိုင်ခဲ့ပါသည်ချက်စီးသည်ကလော့မက်ကလီလီဒေမီယန်ဒန်ဂျိုကိုဘာရွန်အေဒရီယန်မူဒူးနှင့် ်ထားလန်ခရစ်ဖိုတို့ကိုအဓိကခေါ်ယူခဲ့ပါတယ်။အောက်လေး2005ရာသီတွင်ချက်စီအသင်းသည်ဟိုဆင်းမော်ရီညိုအားလေးပြားဖြင့်ခံရခဲ့ပြီးထိုရွေးချယ်မှုသည်ကလပ်အသင်းအားအကြီးမားဆုံးပြောင်းလဲစေခဲ့သည့်အရေးကြီးသောဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။မော်ရီညိုသည်2003-2004ရာသီတွင် FC ပေါ်တိုနှင့် UEFA ချန်ပီယံလိဂ်နှင့် Premier League ကိုအားယူနိုင်ခဲ့သည့်အောင်မြင်သောနည်းပြတ်တစ်ဦးဖြစ်ခဲ့ပါတယ်။ ချက်စီးပိုင်ရှင်ရိုမန်အီရန်မိုဗစ်ဒီကလပ်ကိုဥရောပအဆင့်မီအသေးသေးအဖြစ်တိကျလို့ပြီးမော်ရီညိုကြီးစိတ်တဲ့ဒီဘူဟာနဲ့စီမံခန့်ခွဲမှုဆောင်ရည်တွေကိုယုံကြည်ခဲ့ပါတယ်၂004 2005ရာသီတွင်ချက်စီးတင်သည့်ဒီနီယာဒရောမှာဗီဂါလူကာမဲလိုဒီတာချာအာဂျန်ရိုဘန်တို့ကိုထပ်မံခေါ်ယူခဲ့ပါတယ်မော်ရီညိုဒီအသင်း၏နောက်တန်းတွင်ဂျွန်ဒယ်ရီဗီဂါလူကာမဲလိုပီတာချက်တို့ကိုအခြေခံကအကောင်းဆုံးခံစားကိုပြီးဆောက်ခဲ့ပြီး၂004 2005ရာသီတွင် ပေးကို15ခုသာဝင်ယူခဲ့ရပါတယ်။ဝန်ကြီးဦးပထမဆုံးရသည်ချက်စီးတင်သည့်290ကျားမှာသူတို့၏ Premier League Flag ကိုပြန်လည်ရရှိခဲ့ပြီး League ကိုပါအနိုင်ရရှိခဲ့ပါသည်။2005-2006ရာသီတွင် Michael Essien ကို Lyon အင်းမှ Euro 24.4လေးတန်းဖြင့်ထပ်မံခေါ်ယူခဲ့ပြီးချက်စီးတင်သည့်အင်္ဂလိပ်ရှုံးဝဲမရှိဘူးသောမတန်ကောင်ဖြစ် Premier League Champions ကိုထပ်မံစုကူနိုင်ခဲ့ပါတယ်။ Morning Hull ၏ Chelsea တင်ကိုအင်္ဂလိပ်ဘောလုံးလောက၏အင်အားကြီးကလပ်အသင်းတစ်သင်းဖြစ်စေခဲ့ပြီး Drogba, Lampard, Terry, Peter Cech တို့နှင့်အတူရွှေရောင်ကစ်တစ်ခုကိုဒ ည်ဆောင်နိုင်ခဲ့ပါတယ်။၂၀၆၂၀၀ခုနှစ်တွင် FA ကနေလီဘရာကိုထပ်မံရယူနိုင်ခဲ့ပြီး၂၀၀၇ခုနှစ်မှာတော့မော်ရင်ဟိုသည်အသင်းပိုင်ရှင်ရိုမန်အီဘရာမိုဗစ်နှင့် UAE အငင်းကွားမှုနှင့်ချန်ပီယံလိတွင်အောင်မြင်များမရှိခြင်းတို့ကြောင့်ထုတ်ပြန်ခံခဲ့ရပါတယ်။၂၀၀၇၂၀၀၈အရသည်တွင်လီဘရာသည်အေဗရွန်ဂရန်သည်ချက်စီအသင်းကိုအကောင်းဆုံးကင်တွယ်ခဲ့တော့လေအဓိကဆူပလာများနှင့်ဝေးကွာခဲ့ရပါတယ်။ပရီးမီးယားလိတွင်ခါတိပြိုင်ပွဲမန်ချက်စတာယူနိုက်တက်ကိုနှစ်မှတ်အပွားဖြင့်ပရီးမီးယားလိဖလားပေးအပ်ခဲ့ရတဲ့အပြင် ချန်ပီယံလိဖိုင်နယ်တွင်ဂျွန်ဒယ်ရီအာအောင်းသိန်းဘွယ်ပနရီလွဲကြောင်မှုကြောင့်ချန်ပီယံလိနောက်ကိုပါပေးရခဲ့ရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာရှုံးနေပြီနော်။2008ခုနှစ်မေလတွင်ဒီဒါအေဗရိုဂရန်ရာထူးမှာထုတ်ပယ်ခံနေရပါတယ်။2008-2009ရာသီချက်စီတင်သည်ဒီကနှစ်ဦးထိပြောင်းလဲခဲ့ပြီး FA ဖလားကိုရယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိတွင်စီမီဖိုင်နယ်ထိတက်လန်းနိုင်ခဲ့ပြီးဘာစီလိုနာနှင့်ကွယ်စဉ်တွင်ငင်းကွားပွဲဆုံးဖြတ်ချက်များကြောင့်နင်းနာခဲ့ရပါတယ်။၂၀၀၉ခုနှစ်အစွန်လတွင်ချက်စီးသည်မီဒီယာအန်ဆယ်လိုတီကိုခန့်အပ်ခဲ့ပါတယ်။ အစံတော်ဒီရက်ထက်ချက်စီသည်ပြင်းပြလီပလန်နဲ့အဖရိကကိုတရားစီရင်တွင်ရယူနိုင်ခဲ့တော်လဲ။နောက်ရသည်တွင်စူပန်လက်မဲ့ဖြစ်ခဲ့ရခြင်းကြောင့်အနောက်စတိမီလာတွင်အန်ဆယ်လိုဒီထုတ်ပယ်ခံရပါတယ်။အန်ဒရီဘီလတ်ဘိုဟာဒီချက်စီးသင်းကို2017ဇွန်လတွင်စတင်ကင်ရွယ်ခဲ့တော်လဲ။ရလတ်ဆိုးများကြောင့်2017မတ်လတွင်ထုတ်ပယ်ခံရပြီးယာယီနည်းပြအဖြစ်ရိုဘတ်တိုဒီမတီယိုကတာဝန်ယူကင်ရွယ်ခဲ့ရပါတယ်။ချက်စီးသင်းသည်ယာယီနည်းပြလက်ထက်တွင်အက်ဖစ်ဘလာကိုအရယူနိုင်ခဲ့ပြီးချန်ပီယံနီဖိုင်နယ်တွင်အကောင်းဆုံးတင်ဆက်ပြသော ဂျာမန်ဘလူးဘိုင်ယန်မြူးနဲ့အသင်းကိုပန်နရီအဆုံးဖြတ်တွင်၄ဂိုး၃ဂိုးဖြင့်ချိန်မုန်းနိုင်ခဲ့ပြီးအသင်းရဲ့ပထမဆုံးချန်ပီယံလိဘလားကိုဖိုင်နောက်နိုင်ခဲ့ပါတယ်။ချက်စီသည်2012နဲ့2013ညသည်ဒီပြရော်ဘေးပင်နီတဲ့လက်အောက်တွင်ယူရိုဘာလိဘလားကိုစွန့်ကူးနိုင်ခဲ့တော့လေအသင်းရဲ့ပိတ်သက်များအစားသမားများနဲ့အဆင်ပြေမှုကြောင့်ဒီပြပင်နီတဲ့ထောက်ဝါခဲ့ရပြီး Special One Jose Mourinho ကအသင်းကိုဒုတိယကြိမ်တာဝန်ယူကိုင်ရွယ်ခဲ့ပါတယ်။ မော်ရီညိုသည်2014-2015ရာသီတွင်ချက်စီအသင်းနှင့်အတူပရီးမီးယားလိနှင့် EFL ဘလားနှစ်ခုလုံးကိုရယူနိုင်ခဲ့သော်လည်း2015ဒီဇင်ဘာတွင်အသင်း၏ရလဒ်ဆိုများကြောင့်ဒုတိယအကြိမ်ထုတ်ပယ်ခံခဲ့ရပါသည်2016ခုနှစ်ဇူလိုင်လတွင်အန်တိုနီယိုကွန်နီသည်ချက်စီအသင်း၏နီးပြတ်သစ်ဖြစ်လာခဲ့ပြီးအသင်း၏ကစားပုံကို3-4-3 formation ကိုပြောင်းလဲခဲ့ပါသည်ချက်စီသင်းရ343ကစားပွဲသည်အောင်မြင်ခဲ့ပြီး2016-2017ရာသီပရီးမီးယားလိဂ်ဖလားနှင့်2017-2018ရာသီ FA ဖလားကိုရယူနိုင်ခဲ့ပါသည် 2018ခုနှစ်ဇူလိုင်လတွင်မိဘကွန်လီသည်ချက်စီဘုံခွဲနှင့်လူသိရှင်ကြားပြဿနာတက်ပြီးနောက်အသည်းမှာထောက်ခွာခဲ့ပါသည်ချက်စီသည်သည်မော်ရီစီယိုစာရီယာအသင်းရဲ့မိဘသည်ဖြစ်ခန့်အပ်ခဲ့ပြီးစာရီသည်ချက်စီသည်ဟာပရီးမီးယားလိဂ်တွင်အဆင့်300ကိုရယူပေးနိုင်ခဲ့ပြီးဂျူရီယာဂျူဘာလီဖလာတွင်ရုပ်ကံပြိုင်ပွဲအာဆင်နယ်သင်းကိုလေကိုတူဖြင့်အနိုင်ရယူကစူဖလာအားခံရောက်နိုင်ခဲ့ပါသည်။ဒီပြစာရီသည်လည်း အသင်းပိတ်သက်များရဲ့အမည်မျိုးမှုစားသမားများနဲ့အဆင်ပြေမှုများကြောင့်2019ခုနှစ်ဇွန်လတွင်အသင်းမှထွက်ခွာခဲ့ပါသည်ချက်စီးတင်သည်မိဖုရားစာရင်းထွက်ခွာပြီးနောက်အသင်းရဲ့ကဏ္ဍဝင် ကစားသမား front laptop ကို အသင်းရဲ့မိဖုရားအဖြစ်စတင်ခံရခဲ့ပါသည်မီဒီယာနံပါတ်လက်ထက်တွင်ချက်စီတင်သည်အပြောင်းအရွှေ့ပြင်ပခံရတာကြောင့်ကြီးမားတဲ့လူစင်းကြောင်းလေးမှုတွေကိုမပြုလုပ်နိုင်ခဲ့ပါဘူး။နံပါတ်ဟာအသင်းအကယ်ဒမီရှိလူငယ်ကစားသမားတွေကိုနေရာပေးခဲ့ပြီးလူငယ်ကစားသမားအမေစင်မောက်သည်အသင်းရဲ့အဓိကကစားသမားဖြစ်လာခဲ့ပါတယ်။ 2019-2020ရာသီတွင်ချက်စီသည်ပရီးမီးယားလိတွင်အဆင့်၄နေရာရရှိခဲ့ပြီးချန်ပီယံလိဝင်ခွင့်ရယူနိုင်ခဲ့ကအာဖရိကဖိုင်နယ်တွင်အာဆင်နယ်အသင်းကို2ကူ2ခုဖြင့်ရှုံးနိမ့်ခဲ့ပါသည်။လမ်းဘတ်သည်2021ခုနှစ်ဇန်နဝါရီလတွင်အသင်း၏ရလညံပြမှုများကြောင့်ထုတ်ပယ်ခံခဲ့ရပါသည်။နီးပြတောမတ်တူချေသည်နီးပြလမ်းဘတ်နေရာကိုအစားတို့ဝင်ရောက်ခဲ့ပြီး၅လအကြာတွင်ချက်စီအသင်းနှင့်အတူချန်ပီယံလိဆူဖလာကိုရယူနိုင်ခဲ့ပါသည်။နီးပြတူချေသည်2021-2022ရာသီတွင် ဖီဘာကလဝကန်နဲ့ UEFA စူပါကပ်တို့ကိုရယူနိုင်ခဲ့ပြီးလီတွင်တတိယနေရာဖြင့်ရာသီပိတ်သိမ်းခဲ့ပါတယ်။2022ခုနှစ်တွင်ရုရှား၊ယူကရိန်းစစ်ပွဲကြောင့်အသိမှရင်မူပေးပြီး UK ဒဏ်သက်ပိတ်ဆို့မှုများကိုခံခဲ့ရပါတယ်။ UK သည်ချက်စီသင်းဟာချက်ချင်းရောင်းချရန်ပြင်ရပေးခဲ့ပြီးမူဝေဒီအသင်းရောင်းသည့်ငွေများကိုယူကရိန်းပြည်နယ်ထူထောင်ရေးအတွက်လှူဒါန်းရန်ဂရီပြုခဲ့ပါတယ်။ဒီပါမူဝေဒီချက်စီသင်းဟာယူရို4.25ဘီလီယံဖြင့်အမေရိကန်ယင်းနည်းမြုံနယ်သို့တော်ပေါ်လေထံရောင်းချခဲ့ပါတယ်။ ရောင်းချခြင်းလုပ်ငန်းစဉ်တွင်အသိအဝါသည့်ငွေအားယူရိုဒုက္ခသည်များကိုလှူဒါန်းရန်နှင့်ပိုင်ရှင်သစ်ကအသိအနာဂတ်တွင်ယူရို1.75ဘီလီယံယင်းနှုတ်နယ်မြေဟုသည့်ကတိစကားများပါဝင်ပါသည်ရူမန်အီဗရာမိုဗစ်သည်သူ့လက်ထက်တွင်မိဘ73ဦးထိအပြောင်းလဲလုပ်ခဲ့ပြီး19နှစ်တာကာလအတွင်းပရီးမီးယားလိ9ကြိမ်၊ချန်ပီယံလိ2ကြိမ် ဂျူရူဘာလိ၂ကြိမ်အာဖရိကန်၅ကြိမ်အပါအဝင်စူပလာပေါင်း၂၁ခုကိုရရှိခဲ့ပါတယ်။ချက်စီပိုင်ရှင်သစ်ဗိုလ်လီလက်ထက်တွင်ချက်စီသင်းသည်ဒီဘက်သူချေအားထုတ်ပေးခဲ့ပြီးဂရီယန်ပေါ်တာပိုချက်တီနိုနှင့်လက်ရှိနေပြအန်ဆိုမာစကာတို့ကိုခံရခဲ့ပါတယ်။ကျစီတင်သည်ပိုင်ရှင်တက်လက်ထက်တွင်ကစားသမား30ကျော်ကိုထပ်မံဝယ်ယူခဲ့ပြီးမဟာဗျူဟာမရှိသောဝယ်ယူမှုများကြောင့်အသင်းဟာကစားသမားဖောင်းဝါနေတဲ့ပြဿနာများနဲ့အခက်အခဲများကိုရင်ဆိုင်ခဲ့ရပါတယ်။လက်ရှိနေပြအဆိုမာရက်စကာလက်ထက်တွင်ကျစီတင်သည်တင်ရှင်သောခြေဆောင်ကိုရရှိရန်ရုံးကနေရာချင်းဖြစ်ပြီး ရေရှင်အောင်မြင်မှုများအတွက်ခိုင်မာသောအမြင်များကိုချမှတ်နေသည့်ကာလတစ်ခုကိုဖြတ်သန်းနေရပါတယ်။ဒီကအန်ဆိုမာရက်စ်ကတည်းကချက်စီးတဲ့သူဘယ်တိုင်းနိုင်ငံကြီးအောင်မြင်မှုတွေစုကူးနိုင်မယ်ဆိုတာကိုစောင့်ကြည့်ရင်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါနဲ့။